ကရပီနယ်လွိုက်ကောမြို့ဘာတို့ကျွော်မှာ KNB ပြည်လုံးကျွတ်ညီလာခံကိုဒီဇင်ဘာလ15ရက်နေ့ကနေ19ရက်နေ့အထိကျင်းပနေပါတယ်ဒေါက်ခင်မင်းစောကသတင်းပေးပို့ထားပါရရှင်ကရပီနယ်လွိုက်ကောမြို့ဘာတို့ကျွော်ကတိတ်ဂျွန်ဘောနဲ့ကက်သလစ်ဓမ္မရုံခန်းမဆောင်မှာ KNB နဲ့ပြည်လုံးကျွတ်ညီလာခံကိုကျင်းပနေတာပါကင်ဒီမျိုးတာတွတ်တဲ့ရေပါတီ KNPB ကဥဆောင်ကျင်းပပြီးမြို့နယ်ပနာမညီလာခံတွေကနေတဆင့်အခုလိုပြည်နယ်အဆင့်ညီလာခံကျင်းပတာပါဒီညီလာခံကနေမြို့နယ်ညီလာခံအသီးသီးကရရှိထားတဲ့ သဘောထားရည်တည်ချက်24ချက်ကိုထပ်မံဆွေးနွေးပြီးပြည်내ညီလာခံသဘောထားအဖြစ်ထုတ်ပြန်ကြေညာသွားပါမယ်။တကယ်လို့ဒီ green new တကယ်လို့လာတဲ့အဲလောကဖြစ်တည်တယ်ဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ဒါညစ်စရာအကြောင်းမရှိဘူးခုနကျွန်တော်ပြောလို့မျိုးပေါ့နော်။အဲတော့ green new ပြခေါ်မယ်ဆိုလို့ရှိရင်ခေါ်တစ်ပါလေ။နောက်ပြီးမှ green new ရယ်ဆိုတဲ့ဟာရလည်းဒါသူ့ mind နဲ့သူအစဉ်လာရှိခဲ့တဲ့ခါကျတော့ဒါလည်းဖြစ်လက်ဖြစ်တည်ပါလေကျွန်တော်အနေနဲ့ထောက်ခံနိုင်ပါတယ်ဒီဒီဟာတွေက။ ဲ့ကျွန်တော်တို့ဒီလိုပြောင်းဝန်းချင်းရဲ့ယူအဓိကယူရချက်ကတော့ဒါကျွန်တော်တို့ဒါတိတိကျကျဖော်ပြဖို့လိုအပ်တော့ပေါ့နော်အခုပြည်내ညီလာခံကိုဒီဇင်ဘာလ15ရက်နေ့မနေ့9နာရီချိန်ကစတင်ခဲ့ပြီးတပပတိဖြစ်ကင်းဒီအမျိုးသားတိုးတက်ရေးပါတီကဗိုလ်ချုပ်အောင်မြတ်ကဆောင်ရွက်ခဲ့ပါတယ်ဒီညီလာခံကိုတရားပြည်နယ်တွင်ကနိုင်ငံရေးပါတီတွေအရက်ခဲလူမှုဖွဲ့စည်းတွေအမျိုးသမီးဖွဲ့စည်းတွေအဖြစ်ရဲ့လက်နက်ကိုင်ဖွဲ့စည်းတွေနဲ့စိတ်ပါဝင်စားသူတွေတက်ရောက်ဆွေးနွေးကြပါတယ် ်ဘုလိုအမျိုးသမီးအများစုတွေကကြံ့နေခဲ့ကြတယ်မတိကြအောင်ဆိုတော့ရှေ့လည်းမတိုးရဲကြဘူးဒီလိုတိုးရဲဖို့အတွက်တိဖို့အတွက်ကိုအမတော့အခုဆောင်ပြီးခေါ်လာတာအမျိုးသမီးအများစုကိုခေါ်လာတယ်ကရင်နီပြည်နယ်ပြည်လုံးကျွညီလာခံကိုဒီဇင်ဘာလ15ရက်နေ့မှာစတင်ပြီးဒီဇင်ဘာလ19ရက်နေ့ထိ9ရက်တိုင်ကျင်းပပြုလုပ်သွားမှာပါကျမခင်မင်းစောပါရှင်